ဟိုတော့ကတိုင်းပြည်တစ်ခုမှာအလုံးအမတန်တော်တဲ့ဘဝဆရာတယောက်ရှိတဲ့သူကဘလောက်တောင်တော်သလုံးဆိုလို့ချင်းသူထုတာတဲ့ဘဝရုပ်တွေကိုဒါကအတူလားအစ်စ်လားဆိုပြီးသူထုတဲ့ဘဝအယုတ်တွေကိုပုံတူထုတာတဲ့အယုတ်တွေကအစ်စ်နဲ့ကိုခွဲလို့မရအောင်ကိုတတ်ဝင်တယ်အလောက်ထောင်တော်တယ်တနေ့မှာဘဝဆရာကသူ့အိမ်မက်ထဲမှာ အိမ်မက်တခုသေမင်းကသူ့ကိုနောက်15ရက်နေလာခေါ်လက်မယ်ဆိုတော့အိမ်မက်မျိုးမက်တာအဲ့ဒါနဲ့ဘဟုဇရာကဟာငါ15ရက်နေသေမင်းလာခေါ်ပါတဲ့သူကြောက်ပြီးတော့အကြံတခုညာသူ့နဲ့ပုံစံတူလုံးဝခွဲလို့မရတဲ့ပုံစံတူလုံးဝသေချာတဲ့ဘဘူးရုပ်ဆယ်ခုထုတ်ထားလိုက်တယ် အဲ့ဒါနဲ့နောက်ဆယ်ရက်လောက်နေတော့တင်မင်းကရောက်လာတယ်ရောက်လာတော့အဘိုးဇာကိုခေါ်မလို့လိုက်စားတာအဘိုးဇာကဆယ်ရောက်ဖြစ်နေတယ်သိလိုက်တယ်ဟာရုပ်ထုတွေဆိုတာဘယ်ဟာအစ်စ်လဲဘယ်ဟာအတုလဲဆိုတာမခွက်တတ်တော့ကွက်ကြအဲ့ဒါနဲ့တင်မင်းကတစ်ချက်စဉ်းစားပြီးတော့ပြောလိုက်음အဘိုးဇာဟာတော်တော့တော်ပါတယ် ဒါပေမဲ့လို့ဒီရုပ်တွေမှာချွရင်ကြက်လေးတွေရှိနေတယ်လို့ဆိုအဲ့ဒါအဲ့ဘဘူးရုပ်ထုတွေကြားထဲဝင်ပြီးဟန်ဆောင်နေတဲ့ဘဘူးဆရာကသူ့ရဲ့မာနပေါ့သူ့ပညာကိုချွရင်ကြက်အနဲ့ကြက်ရှိနေတယ်လို့ဝေဖန်နေတာသူကမခံနိုင်ဘူးနော်မခံနိုင်ဘူးအဲ့ဒါကောင်ငါပညာစော်ကားတယ်ဆိုပြီးတော့ဘယ်မှာလဲကျုပ်ရုပ်ထုတွေမှာချွရင်ကြက်အနဲ့ကြက်ဆိုတာ ကိုင်လာချွင်းကြအာနေချက်ကဒါပဲလို့ဆိုတယ်။ဘာလဲဆိုတော့တကယ်တော့ဒီယုတ်ထုတွေကဘာမှချွင်းကြအာနေချက်မရှိဘူး။ဘဘုဆရာနှစ်ယောက်မရှိတဲ့အင်မတန်တော်တဲ့ဘဘုဆရာတယောက်ဖြစ်ပေမဲ့လို့သူ့ရဲ့ပညာပေါ်မှာထားတဲ့မာနဟာသူ့ရဲ့အာနေချက်ပဲ။အဲ့မာနကိုသိလို့မဟုတ် သင်မင်းကအဲ့ဒါစကားခေါ်လိုက်တာအသင်မင်းလက်ထက်ရောက်သွားတာပေါ့ဒီဇလန်လေးအစင်းကဘာအဓိကပြောချင်တာလို့ဆိုတော့တချို့ပုဂ္ဂိုလ်တွေတိတ်တော်တယ်တအားတော်တယ်နော်အိုးချစ်ချစ်စရာကောင်းအံ့ဩစရာလည်းအောင်သူတို့ကိုအကျိုးဆိုးစေတာကဘာလဲဆိုတော့မာနပဲမာနပဲသူတို့ရဟန်းသင်္ကာလောကမှာဖြစ်ဖြစ်လူလောကမှာပဲဖြစ်ဖြစ်ဘုရားရှင်ရဲ့လက်ရာတော်ရဲ့အရှင်သာရိပုတ္တရာမထေမြတ်လောက် ဘယ်သူမှမတော်ပါဘူးအရှင်သာရိပုတ္တရာမထေရကြီးကသူ့မှာအပြစ်အနာစာရှိရင်ရှင်သာမဏေငယ်ကဆုံးမသည်ပင်ဖြစ်ပါစေရိုးရိုးသေးသေးနာယူတတ်တဲ့ပြောကြတာကမထားတဲ့မာနာမျိုးတွေမထားရဘူးပေါ့မထားတဲ့မာနာမျိုးတွေထားတဲ့အခါကျတော့အယုတ်ဆိုးအကြည့်တန်စေတယ်သူများအမြင်ကတ်တာခံရတတ်တယ်အဲ့ဒါဦးဇနုပရမရှင်ဆရာတော်ဘုရားကြီးအဆုံးမရှိတယ် စာမတတ်သူအခောက်ထူလူတဲရှင်နဲ့သုံးမကြစာတတ်ပြန်ရင်စိတ်ကြီးဝင်လူမြင်တိုင်းကအော့ကျင်ကြစာစာမတတ်ဘူးအဲ့လိုက်စားလိုက်နေနေပိုက်ခေါကြီးထူလူကြီးဝါပြီးတော့ဘယ်နေရာမှအသုံးလည်းမကြဘူးတဲ့စာကလည်းမတတ်တော့လုံးလုံးလုံးမရဘူးပြောနေတာပါအေးစာတတ်ပြီးတော့လည်းပဲ မကြင့်သုံးပဲနဲ့မာနတွေသာမွေးနေမှာဆိုရင်လူမြင်တိုင်းကအော့ကျင်ကြအန်ကျင်ကြယွန်ကြတယ်အမြင်ကတ်ကြတယ်ဒါမှစိတ်ကြီးမဝင်ကြဘူးလို့ရပေါ့ပညာနဲ့တတိအတိနဲ့အကျင့်မြတ်အောင်စူးစမ်းကြဖို့အင်မတန်လိုအပ်တယ်ပေါ့ဒီတရားလေးကိုဥစဉ်ရ1380နဲ့9ခုနဲ့2ဒေါ်လာ35ရက်နဲ့ခရစ်နှစ်2025ခုနဲ့နိုဝင်ဘာလ24ရက် နေ့မှာကြောက်တဲ့အသက်30ပြည့်မွေးနေ့ဓမ္မလက်ဆောင်အနေနဲ့အမျှဝေပေးလိုက်ပါတယ်။